ားလုံးပဲမင်္ဂလာပါရှင်။ Listener Heaven Channel မှာကြိုဆိုလိုက်ပါရရှင်။ကျွန်မကတော့စာဖတ်သူအင်ထက်ဖြစ်ပါရရှင်။ကျွန်မခုဖတ်ပြမှာကတော့စာရေးဆရာမကြီးခင်နှင်းယူရဲ့ဇီဝစိုးစံအိမ်လက်ရွေးစင်အတွေးဆောင်ပါစာစုစာအုပ်မှာပျော်မိတယ်၊တနာမိတယ်လို့အမိရတဲ့စောင်းမလေးတစ်ပုဒ်ကိုဖတ်ပြပေးသွားမှာဖြစ်ပါရရှင်။ မတ်လ6ရက်နေ့ကဘိုးမူးကြီးတိန့်ကျော်ရုံကမ်းမှကျမထွက်လာခဲ့ပါတယ်။ခြေလှမ်းများဟာတွက်လက်၍စိတ်များကလည်းပေါ်ပါပျော်ရွှင်လျက်ရှိပါတယ်။ဘိုးမူးကြီးတိန့်ကျော်ဟာအမတ်နှင့်စစ်ဆေးရုံတွင်နှလုံးနှင့် သွေးတို့အထူးကုဆရာဝန်ကြီးဖြစ်ပါတယ်။မမအရင်ဆေးကုစင်တုန်းက ECG ယူခဲ့ဘူးသလား။သူဟာ ထိုနေ့ကသူ့ညွန်ကြားချက်အတိုင်းယခုကျမယူထားသော ECG စစ်ဆေးချက်စာရွက်လေးကိုကန့်ကြည့်ကမေးတယ်။ဟုတ်ကဲ့အမတ်တက်မင်္ဂလာတောင်စစ်ဆေးရုံမှာဒေါက်တာဦးမောင်မောင်ဝင့်နဲ့ကုကဲ့စင်ကယူခဲ့ဘူးပါတယ်။ဒါပေမဲ့မှတ်တမ်းတွေပျောက်သွားပြီ။မှန်ပါတယ်။ကျမယောဂါကလည်းဆုံး32ကောထာတာတွင်66ပါသောယောဂါတို့ကကောထာတာတစ်ခု66ပါလုံးဖြစ်နေလေတော့တင်းထားရသောမှတ်တမ်းတစ်ပုံတစ်ပင်မှာစနစ်တကျမရှိသောကြောင့်ပျောက်ကုန်ပြီ။ ဆရာဝန်အပေါင်းကလည်းဒေါက်တာဆင်မြူရယ်ဒက်စ်ကစ၍ဒေါက်တာဒေါ်မြမြအေးဒေါက်တာလှထွန်းတမားတော်ကြီးကာနယ်မင်းစိန်ဒေါက်တာမောင်မောင်ဝင့်တို့နဲ့တကွဘိုးမူကြီးတိန်းကျော်အထီးပင်ကိစ္စတော့မရှိပါဘူးအထူးလဲခုအချိန်မှလှုပ်ဖို့မလိုသေးပါဘူးဒါပေမဲ့မမရဲ့ညာဘက်နှလုံးခမ်းကအလုတ်ပိုလုံနေလို့သူဒီလိုစပြီးအလုတ်လုံနေတာဘယ်အချိန်လောက်ကလဲဆိုတာကျွန်တော်သိချင်လို့မှတ်တမ်းတောင်းတာပါ သူဟာဒါပဲပြောက ကျမအတွက်စေးများနဲ့ညွန်ကြားချက်များပေးလိုက်ပါတယ်။ကျမဟာ ဖေဗူအာရီတလလုံးသွေးတိုးနှုံးမှန်နေပါတယ်။စေးယုံမှဂေါ်ဒဝင်လမ်းဘတ်ထွက်ကမနော်ဟရီလမ်းစီသို့ရှောင်ရင်ပြောနေတယ်။လမ်းဘေးဝဲရာတွင်ငှုတို့တွဲရရွယ်ပွင့်၍ဝင်းဝါနေတယ်။ပြင်းမာသည်လဲခရမ်းရောင်ပွင့်ဘက်ကိုဖွင့်လစ်စာပြုတ်နေတယ်။နေရောင်ဟာ ပူနွေးတော်လဲ နနက်ပတ်မို့လမ်းလျှောက်၍ကောင်းတယ်။ဘာကြောင့်ပျော်ရွှင်ပေါ်ပါနေသနည်းလူတိုင်းလိုလိုကိုယ်ဒုက္ခမှကိုယ်ဒုက္ခလို့ထင်တတ်တယ်။ကျမငငယ်တုန်းကအเจ้าနေဘက်တငယ်ချင်းတွေရှိပါတယ်။ကစားချိန်နားရင်အိမ်အเจ้าပြောလီပြောတာရှိတယ်။အားလုံးထဲတွင်ကျမအချူသာဆုံးဖြစ်ပါတယ်။တပတ်တွင်ကြောင်းတက်ရတဲ့အနက်နှစ်ရက်လောက်ကလက်ရောင်၍ခဲရံမကင်နိုင်သောကြောင့်ခွင့်ယူအိမ်ပြန်ရသည်ကများတယ်။ ချောင်းဆိုးရင်ကျက်လာ၍ဒါမှမဟုတ် ကိုပူလာ၍အိမ်ပြန်ရတယ်ဖေဖေဟာအိမ်ဝမှစီးကြိုကကျမကို အင်ကြီးလဲတကူလုံးကုန်းရွက်ကိုခြေ၍ပယုတ်စီနဲ့လူပေးကအိတ်ရတဲ့တိတ်ထားပါတယ်တငယ်ချင်းတွေကို ကျမအကြောင်းပြောပြရင် မမြခင်ကနင်တိတ်ကံကောင်းတဲ့မိစုငါအဖေဆို ချမ်းသာပြီးတို့မိသားစုကိုလှုပ်ကြွေးတာတော့ဟုတ်တာပဲကြံတဲ့အချိန်ကမယငယ်စီမှာပြီးတော့မြင်းပွဲမှာ ထိုစဉ်က ရန်ကုန်မှာမြင်းပွဲရှိတယ်။တောက်ကြနေ့ဝါခင်မကထွက်သွားရန်ကုန်မှာမြင်းလောင်ပြီးတနင်္ဂနွေနေ့ညနေသူတို့အဖေပြန်လာလေးရှိတယ်။တနင်္လာနေ့မနက်အိမ်ပြန်ရောက်တယ်။မမြခင်ရဲ့ဖေဖေကြီးမျက်နာကတင်းလွန်၍ကျမတို့ဟာသူ့အဖေကြီးကိုလန့်နေ။မမြခင်ရာမင်းကတော့ပါတယ်။ငါဆို အဖေကိုမြင်တော့မမြင်ဘူးလိုက်ဘူး။အမကလည်းထိုးထိုးပြောတတ်တယ်။အမအီးအဖေနဲ့အမေဟာ အမမွေးစားကကွဲသွားပါတယ်တို့အဖေကြီးကဟဲတေတာတော်တို့များကိုအဆက်ခွဲခဲ့သေးတယ်ထော်ကနုတ်ကသူ့မယငယ်အိမ်မှာသွားသေးတယ်မလမီကလည်းဤသူ့ပြောတတ်တယ်သူ့အဖေကြီးဟာ ထော်ကနုတ်နှင့်ဇုတ်ကဏိကြားရှိလေများကို ကြည်နေရ၍ဆိုကမယငယ်စီတွင် အနေများတယ်ဝါခေမဘတ်မှာအနေနေတယ်မတန်းနုကတော့အဖေလည်းမရှိ အမေလည်းမရှိ သူ့မွေးပြီး သူ့အမေတည်တယ်။သူ့အဖေကညမဖြစ်သူကိုဆက်၍လက်ထပ်ပြီးသားတယောက်မွေးကတည်သွားပြန်တော့သူ့မှာအတော်မီရင်းနဲ့နေရတယ်။အော်သူတို့အားလုံးမိစုံဖဆောင်ဤမေတ္တာရိတ်ကိုခေါလုံးခြင်းကြရှာတယ်။ဒါကြောင့်သူတို့စကလုံးလေးများဏီကုန်းချုပ်တွင်မိစုနင်ကန်ကောင်းပါれဟဲလို့ဆိုကြတယ်။မှန်ဤဖေဖေဟာသားသမီးများကိုပြုစု၍မေမေကစောင့်ရှောက်လမ်းညွန်ကောင်းတယ် ကျမတို့ယခုတတရအရွယ်သူရောက်ပြီးတငယ်ချင်းတွေ လာလေတိုင်းပန်းဆိုင်ပြိုးနေတော့ကျမကို မြင်ရင်မိစုရဲ့နေဘဝအေးချမ်းလိုက်တာတရားအထုတ်နေဒီကိုမြင်ရင်လဲနေကတော့အေးချမ်းလိုက်တာလို့ဆိုတတ်ပါတယ်လင်ရလဲနေကံကောင်းတာပဲဒုတိယဘုံမူကြီးကြော်တောင်းလို့လူမျိုးရတာဘလောက်ကံကောင်းလဲနေတို့စာပေမှာလဲစိတ်တူကိုတူတရားအထုတ်ဆိုလဲဖျားသွားကြောင်းတက်အတူမှန်ပါတယ်ကျမလို့ မာလာငွေဖော့ကျွေတော့မိပုံကိုသက်ဆုံးတိုင်တစ္ဆာရှိစွာ ပေါင်းသိမ်းသွားပါတယ်။မမြခင်ကရော မတန်းနူရောဆိုတယ်။မမြခင်ယောက်ျားကအရက်ကိုမိုးမွန်အောင်တောက်၍မတန်းနူယောက်ျားကလင်ကြောက်ရုပ်။တခါကကျမကမနူရမင်းယောက်ျားကြီးတွေ့ရတာငါလက်သီးနဲ့ထိုးချင်လိုက်တာလို့ပြောမိတတ်ပါတယ်။တငယ်ချင်းတို့ကကျမဘဝကိုဤသို့ပြောဆိုကြပါတယ်။အကောင်းဘက်ကညင်ကြလေ့လာကြပါဤ။ သူတို့အပြောအရသူတို့ဘဝဒုက္ခသည် ကျမထက်ကြီးရှာပါသည်ကျမဘဝကတော့ယခုတော့လေသူတို့ပြောသလို ပန်းနှစ်တရားနှစ်ဆိုတော့အေးချမ်းပါတယ်ဒါပေမဲ့လာခဲ့သောလမ်းကိုပြန်ကြည့်မိတော့တုံ့လုံမိတယ်မိုးသက်ကြသောညလေပြင်းထန်ကైရွက်မဲ့သောလှေကိုလှော်၍ပင်လေကို ဖြတ်ရခြင်းနေပြင်းပါတယ်ဆိုမှရေပြက်သောကန္နာရကိုကြော်ဖြတ်ရခြင်း ဘဝဆိုတာလမ်းပဲရှောက်ကိုရှောက်ရမယ်ဘသူကမှပန်းခင်းသောလမ်းမှာရှောက်ရမယ်လို့အာမမခံခဲ့ပါဖွားတော်နုနုသွေးကြေတွေဥကုန်ပါပြီမောင်ဖျားလို့နှဲ့တက်သူကလည်းမဟုတ်နှဲ့နိုင်အောင်လဲအချီအနီကမပေးပါဒီတော့လဲထီးမပါလဲနေဖက်နှက်မပါလဲရှိစီရေမရှိလဲတနေ့အိုအစ်စစ်ကိုတွေ့ရမည်ဟုသောဇွဲနဲ့ခယောင်းတော်တဲကန္နာရကိုဖျက်ကျော်ခဲ့ပါတယ်ဒါပေမဲ့ခရိယံလို့ပြောရရင် ဤလိုခန္ဓာရခရီးချမ်းကိုဖြတ်ရရင်တောင့်တင်းခိုင်မာသောခန္ဓာကိုယ်ကိုဖရာသခင်က ပေးဖို့ကောင်းတယ်။ယခုတော့ကျမခန္ဓာကိုယ်ကပိုးတောင်တဲလို့ဒီတော့လဲဇွဲဆိုသော စိတ်ကားပဲရှိနေတယ်။ဤခန္ဓာကိုယ်ဖို့ဖယောင်းကခယောင်းတော်ဖြတ်ရခြင်းတွင် သူများထက်ပို၍ဒုက္ခဝေဒနာကိုခံစားရတယ်။ကျမအလိုတို့မလိုက်အဆိုးဆုံးကအရေးကြီးဆုံးဝေဒနာခံစားရခြင်းဆို အမြဲတမ်းတယောက်တည်းဖြစ်နေတတ်တယ်။ ရှိနေသောအရင်နှီးဆုံးဆွေမျိုးသားချင်းတော်မှစိန်ကား၍မဟုတ် အခြေအနေအရအဝေးရောက်နေရတယ်။မင်္ဂလာတော်စစ်စေးယုံကြီးတွင်တေမလောက်ခံစားရစဉ်က အနားတွင် တူမာလေးဝါဝါတယောက်ပဲရှိတယ်။နောက်မှထုံးအောင်ကျော်နဲ့နုနုဆွေတို့ပြေးလာရတယ်။ဤကဲ့သို့ အထီးကျန်လွန်းသောအချွေအယံကိုမတောင့်တတော့ချစ်တော်သူတို့နဲ့တေခွဲရှင်ခွဲကွဲရမယ့်ကံကဘလောက်ပါသနည်းဆိုတော့တတ်ရှိသူတို့မဆိုထားနဲ့တတ်မဲ့ဖြစ်သောကျမကြိုက်တဲ့ ငပိငချောက်တို့နဲ့တကွာ အကြိုက်ဆုံးသားငါးများကိုရှောင်ရပါတယ်။ဒီတော့လေဘဝမှာလိုချင်တာကိုမတောင့်တပါလိုချင်၍ရရင် ခွဲရမှာကိုကျမကြောက်နေတယ်။ဘိုးမူကြီးတင်းကြော်နဲ့တွေ့ပြီးတော့ပြောတယ်။ကျမအသေးနှလုံးလေးသူသည်ကျမအမေဝမ်းထဲတွင် ကျမနှင့်အတူကလလရေကြီးတီကလေးကကျမခန္ဓာကိုယ်ဖြစ်ရန်ကလပ်စည်းကလေးတွင် နေရာယူခဲ့သူမိခင်ဝမ်းကထွက်၍ ကျမအိပ်ပျော်နေချိန်တောင်မှ သူမအိပ်တလုံလုံနဲ့အမြဲအလုံလုံနေသောနှလုံးသားလေးယခုညာဘက်နှလုံးခမ်းကပို၍အလုံလုံတည်းစေးပညာအနေနဲ့ဘလို့မြင်သည်မသိစာရေးဆရာအနေနဲ့ကတော့တတ်နုရဲဘော်အလုတ်ပို့လုတ်တဲ့သူဆိုတော့သူ့ကိုဆိုရှယ်လစ်လုံသားကောင်းလို့ချီးကျူးရမယ်ဒါထက်ပိုရင်တော့ကျမဘာဖြစ်မည်မသိလမ်းလျှောက်ရင်းသူ့ကို တီတိုးပြောလာခဲ့မိတယ်ရဲဘော်နှလုံးသားလေးရဲ့ ယူဇနာ2300အထူရှိတဲ့ကဘာမြေကြီးတောင်ငလျင်ပြင်းပြင်းထန်ထန်လှုပ်ရင်မိတောင်တွေပောက်ကွဲခဲ့ရင် Great Cameron ၆ကြီးတွေဖြစ် Rocky တောင်တန်းလိုတွန့်ခေါက်တောင်တန်းကြီးတွေဖြစ်ခဲ့ရသေးတာပဲငါရင်ထဲကမင်းကလက်သီးစုပ်လောက်တောင်ပမာဏမရှိတဲ့အင်မတန်မှပျော်ပြောင်းတဲ့အစိတ်အပိုင်းတစ်ခုပြီးတော့ငါ့ကိုတစ်ဆာရှိစွာနဲ့ငါပြောရင်ပြောသလိုငါငိုရင်ငိုသလို ေဒနာခံစားရရင်ခံစားရသလိုထတ်တူထတ်မြခံစားရတာမင်းမှာကွယ်အခက်အခဲကိုကြော်ဖြတ်ရတော့မယ်ဆိုမင်းကတဒိတ်ဒိတ်နဲ့ရင်ထဲကနေအားပေးခဲ့တယ်ဒီတော့ငါဖြတ်လာရတဲ့ခန္ဓာရာချမ်းကြောင့်မင်းရဲ့ညာဘက်နှလုံးခမ်းလေးအလုတ်ပိုလုတ်လာရပြီးမဟာပထဝီမြေကြီးတောင်ညင်ငလျင်တန်းကြောင့်ဟတ်တက်ကွဲရသေးတာမင်းလဲလောကရန်ကြောင့်ဒဏ်ရာအနာတရတော့ဖြစ်မှာပေါ့အေးတနေ့ဘာဖြစ်မယ်တော့မသိဘူး မင်းကိုငါတနာလာပါပြီငြိမ်သက်အေးချမ်းစွာနဲ့မင်းကိုအနာယူစီခြင်းပါတယ်မင်းပင်မလှပြီပေါ့ပြီးတော့ဒေါက်တာမောင်မောင်ညိုရေးတာဖတ်ဖူးတယ်စာရေးတာဟာစိတ်ရှုံရတဲ့အလုပ်ဆိုတော့နာမည်ကျော်စာရေးဆရာကြီးတယောက်ဟာအုံနောက်သွေးကြောပြတ်သေးတယ်လို့ရေးထားတယ်ငါကကွယ်လွန်သူစာရေးဆရာကြီးလောက်နာမည်မကြီးပေမဲ့ငါရင်ထဲကမင်းကိုမခွဲခွာနိုင်သလိုငါလက်ထဲကကလောင်ကိုလည်းငါမခွဲနိုင်ဘူး စာရေးနေရရင်ယောဂါကိုမေ့တယ်။ရှေ့လာမဲ့စက်တမ်ဘာ9ရက်ဆိုမင်းတဲ့ငါအတူနေလာခဲ့ရတာနှစ်ပေါင်း60နဲ့10လရှိတော့မယ်။တို့နှစ်ယောက်ရင်ချင်းဆက်ပြီးရှောက်လာရတဲ့လမ်းဟာနားဖို့နေရာရောက်ဖို့မဝေးတော့ဘူးဆိုတဲ့အသည့်ကငါအုံနောက်ထဲကို ဝင်လာတော့မင်းကိုတနာလွန်းလို့မင်းဟာငါအပေါ်တိတ်တစ္ဆာရှိတာပဲရှီလာဆို ပြင်းမာရောပတောက်ရောပွင့်တော့မယ် တို့နှစ်ယောက်နားချိန်လဲမဝေးတော့ဘူးလှမ်းကြည့်လိုက်ပါဦးငှုတွေလဲပွင့်နေပြီလေပျော်စရာမကောင်းဘူးလားနှလုံးသားလေးရဲ့နားဆင်သူပရိသတ်များအားလုံးစိတ်ဤချမ်းသာခြင်းကိုဤကျမ်းမာခြင်းနဲ့ပြည့်စုံကြပါစေရှင်အားလုံးပဲကျေးဇူးများဤတင်ပါတယ်ရှင်